ဖခင်ရဲ့ချစ်ခြင်းမြတ်တာကိုလိုချင်ပေမဲ့ပြည့်ပဲ့ခြင်းကိုသာခံနေရတဲ့ယောဂသည်တမီလေးအားလုံးမင်္ဂလာပါမီနျူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဘဝရဲ့လောကဓာတ်ရိုက်ချက်ကိုလူကြီးတွေသာမကကလေးတွေပါခံစားနေရပါပြီမိသားစုရဲ့မပြေလည်မှုတွေကြောင့်ဘဝကိုအဆင်ပြေအောင်ရုန်းကန်ရင်ဖြတ်တန်းနေရတဲ့ကလေးတွေကအများအပြားပါပဲကလေးငယ်လေးတွေကတော့ငယ်ရွယ်စဉ်အချိန်မှာပညာကောင်းကောင်းသင်ရင်ပျော်ရွှင်စရာကောင်းတဲ့ကလေးဘဝကိုဖြတ်တန်းရမယ့်အချိန်မှာငင်းဆန်လို့မရတဲ့အကြောင်းတရားတွေကြောင့် မိသားစုနဲ့တကွဲတပြားစီနေနေကြရတာပါကုတကာမှလည်းဒီကလေးလေးကတော့မိခင်ကလည်းတမီးလေးတမ်းမာရဲ့အတွက်ကုသနိုင်ဖို့နိုင်ငံရချားမှာတွားရောက်အလုပ်လုပ်နေရပြီးဖခင်ကလည်းယောဂတဲ့ကလေးလေးမွေးထားတာကြောင့်ကလေးကိုဂရုမစိုက်ပဲကလေးစီလာခြင်းတလို့မလာခြင်းလဲမလာတာကြောင့်တမီးလေးကတော့ဖေဖေကတမီးကိုမချစ်ဘူးမုန်းနေရထင်တယ်ဆိုပြီးစိတ်မကောင်းစွာပြောလာတာပါတမီးလေးကတော့မွေးရပါယောဂတဲ့လေးတယောက်ဖြစ်ပြီးလက်ရှိမှာတော့အဖွားနဲ့အတူနေထိုင်နေပြီး မတားကနာဆိုသလိုစိတ်ယုံတက်နေရတာပါကလေးလေးကတော့သူနေမကောင်းတဲ့အချိန်တွေမှာဆိုအဖေနဲ့အမေအတူရှိကျင်ပေမဲ့လည်းအမေကလည်းအဝေးရောက်နေသလိုဖခင်ဖြစ်သူကလည်းလာကျင်မလာတာဖြစ်လို့ကလေးကစိတ်တန်ရာရနေခဲ့ရတာပါသမီးလေးရဲ့အဖြစ်ချင်းဆုံးဆန္ဒကတော့အမေပြန်လာရင်အဖေရဲ့အမေရဲ့သမီးရဲ့အတူတူနေခြင်းနဲ့အဖေကိုလည်းအရင်ချစ်တယ်ဖေဖေကသမီးကိုမုန်းနေရလားမသိဘူးဖေဖေကသမီးကိုမုန်းနေရလား ဒီစကားလေးတခွန်းကဘာကိုဆိုလိုတာလဲသမီးလေးရဲ့ခံစားချက်ကိုနားလည်ပေးဖို့အပြင်ဖြစ်သူဘလို့တုတ်ပြန်မလဲမသိရသေးပေမဲ့သမီးလေးရဲ့စိတ်ထဲမှာတော့ယောဂတဲ့လေးဖြစ်ရတာကိုစိတ်ကုံပြီးသူ့ကိုအဖေကမုန်းနေရလို့ပဲတွေးနေရပါသမီးလေးကတော့ဥကောင်းဝေဒနာနဲ့နှလုံးစတဲ့ယောဂတွေကို ခံစားနေရပြီးဒီကနေ့မှာတော့လိုင်သားယာကိုကြီးကတွားရောက်ကူညီခဲ့တာပါသမီးလေးကတော့ချစ်စရာကောင်းပြီးစကားပြောတာလေးကလည်းတည်တည်ငြိမ်ငြိမ်နဲ့ဖခင်မြတ်တာကိုတောင်းတနေရကြောင်းကြည့်မိသူတိုင်းသိမကောင်းဖြစ်ခဲ့ရတာအမှန်ပါပဲ ဖေဖေကသမီးကိုမုံသွားပြီလားမသိဘူးလို့ပြောလိုက်တာကအားလုံးကိုမျက်ရည်ပါဝဲသွားခဲ့ရပါတယ်။သမီးလေးရဲ့ဆန္ဒတွေလည်းပြေဝပါစီ။သမီးလေးရဲ့ဖေဖေလည်းဒီဗီဒီယိုလေးကိုမြင်ပြီးသမီးလေးကယူဆိုင်နိုင်ပါစီ။အဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။လူနာကိုအပိစကားပြောပြီးတက်လုံနဲ့ဆေးရုံနဲ့ဆရာဝန်ကြောင့်တိမ်မလို့ဖြစ်ခင်ရတဲ့လူနာအားလုံးပဲမင်္ဂလာပါ။ main new channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဆရာဝန်ဆိုတာကတော့စေတနာကောင်းတဲ့သူတွေဆိုရင်တော့စီးတာမကူရသေးဘူးဆရာဝန်ရဲ့အားပေးမှုနဲ့တင်ဝေဒနာတွေကတဝက်လာတက်တာတကြပါ යි ဒါပေမဲ့လေဒီစေးယုံကတော့လူနာကိုအားပေးရဲ့စကားကတီဃာနီးလူနာဆိုချက်ချင်းအသက်ထွက်သွားနိုင်ပါ යි ဒါကြောင့်ကိုတွိကြုံကြရဲ့လူနာအမျိုးသမီးကသူမလိုနောက်လူတွေမကြုံရအောင်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ပေးလာတာပါကျမနေမကောင်းတာတပတ်ကျော်ပါအိမ်မှာပဲစီးတောက်နေရင်ကနေအောက်ဆီဂျင်တွေကျလာလို့ စီးရုံသွားခဲ့တဲ့ဟိုရောက်တော့အောက်ဆီဂျင်60စီကန်းကဆီယမ်မာရီကလည်းပြကုန်ရော အောက်ဆီဂျင်တွေပေးပြီးအရေးပေါ်တက်လိုက်ရိုက်နောက်တော့အဆုတ်တက်မှန်ရိုက်တဲ့သုံးပုံမှာတစ်ပုံပဲကောင်းတော့တယ်တဲ့အဆုတ်ခဲသွားရင်ဆိုပါရဲ့အဲ့ဒါနဲ့ပဲစီးရုံတက်လိုက်ရပါတယ်ဒီကြားရဲ့ဗားစီးတွေထိုးပြီးဗားစီးတွေတောက်ခိုင်းမှလည်းမတိရပါဘူးပြီးတော့ဆီယမ်ဝင်းကပြောသေးရဲ့ TV ရှိတာတဲ့ TV သေး6လောက်တောက်ရမယ်ပြောပါတယ် ကျမလည်းမျိုးရိုးထဲမှာလည်း TV ကမရှိဘူး။ဘာလက္ခဏာမှလည်းမပြဘူးကွာ။မဖြစ်နိုင်ဘူးဆိုပြီးအဲ့ဒါနဲ့အဲ့ဒီဆရာမကဘာမှမစစ်ဆေးရသေးပဲ TV ပဲဇွန့်လုံနေရ။ပထမခြွေသုံးရက်ဆေးရတယ်။ဘာ TV မှမတွေ့ဘူး။အဲ့ဒီချိန်ကအပြားရောအဆုံရောတက်တာလို့ဆေးရုံအောင်ဆင်းရတော့ပါမေ။နောက်ထပ်သွေးပြန်စစ်ပြန်ရောအဲ့ဒါလည်း TV မတွေ့ဘူး။သွေးဆိုဘဏ္ဍာခါတော့ဖောက်စင်မှမသိပါဘူး။အချိန်ပေါင်းများစွာပဲ ဒါကိုအဲ့ဆရာဝန်က TV ပဲဇွတ်တီလောက်တာပါဆေးရီဇွတ်တိုက်တာပြည်သူဆေးရုံမှာဆေးသွားယူခံပြီး TV ဆေးကိုတောက်ခိုင်းတာပါ TV ဆေးရလည်းအကြီးကြီးမှအကြီးကြီးတရက်ကိုလေးလုံးတောက်ပါပြောပါ යි နောက်ပြီးလူနာကိုအဲ့ဒါမှမသိရင်မသိတော့ဘူးလို့ဆိုပါ යි အဲ့ TV ဆေးကြီးတောက်ပြီးအန်ဂျင်နာလို့လို့အာမရှိရောလို့လို့မူးပြီးတည်ရောမလို့လို့ဖြစ်ပြီးကျမတဏီကောင်ကောင်းမထောင်နိုင်ပါဘူးဘာမှလည်းမစားနိုင်စားသမျှလည်းအကုန်ပြန်အမ်း အိတ်လမ်းမအိတ်နိုင်တဲ့ခုနှစ်ရက်တိတိတောင်းလိုက်ရပါတယ်။အဲ့ကနေပြီးတော့အရေးပြားလေးပတ်နိုင်အဲ့ချီအဝင်တစ်ခါလိုက်ယောဂတစ်မျိုးပြောပါတယ်။လူနာကိုလည်းအားမပြည့်ရဲ့အပြင် shopping ချင်းနေရာတို့နောက်ကျရင် shopping တို့တွေ့တိုင်းပြောတာပါ။ကျမအိမ်စည်းရုံမှာကိုတလားလောက်မကြာသင့်မဲကြာသွားခဲ့ပါတယ်။ တီဗီစီတောက်ပြီးကြရဖျားတာဖျားတာဆိုတာအဖျားအောင်မကြတော့ပါဘူးလူလဲနလန်ကိုမထူတော့ပဲထောက်ကိုမထနိုင်တော့တလို့လမ်းလျှောက်ဖို့နေနေတတနောက်ဆုံးကြတော့အမရီအမျိုးရီအတိရီကမသက်တာပဲပုံပုံဆိုးလာနဲ့မန်းလေးကိုပဲဆင်းဖို့အကြံပေးခဲ့ကြတာပါဒီမှာဆက်နေရင်ပတ်စံလေးကုံလူလဲလုံးပါပါမင်းဆိုပြီးတော့ပြောလို့အဲ့ဒါနဲ့ပဲမန္တလေးဆင်းခဲ့တာပါ အဲ့ကနေမန်းလေးကအစုတ်အထူးကုဆရာကြီးဒေါက်တာသိန်းကျော်နေပြတော့မှတက်တာခဲ့တာပါဆရာကြီးကလိုအပ်တာတွေစစ်ဆေးပြီးစည်တနာပပါဂရုစိုက်ပေးခဲ့တာဗာတီဗီမှလည်းမရှိသလိုဗာလီဘက်နာမှလည်းမရှိဘူးဆိုတာသိခင်ရပါတယ်အဲ့မှာသိလိုက်ရတာကဟိုမေမျိုးကဆရာဝန်ဒေါက်တာရန်ကုနဲ့ဆိုဒီချိန်ဒီစာရီတောင်ရေးနိုင်မှာမဟုတ်တော့တော့ပါဘူးအမှန်ကအစုတ်ပဲထီသွားတာပါဒါကိုစည်ယုံတရားရဲ့စုစုပေါင်း39ရက်ဟိုချင်းယုံမှာအတော်ကြာသွားခဲ့ပါတယ် ပြောချင်တာကတော့အလုံးတစ်ခုခုစမ်းမာရင်မကောင်းဖြစ်ဆီယံဝင် အရေးမမားပါသေးနဲ့အနာနဲ့ဈေးတခြားစီဖြင့်ကိုပဲခံရမှာပါတီဗီမရှိပဲတီဗီဈေးသာဆက်တောင်းနေအသေး၆ပြီးတင်းနေလောက်ပြီးဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့ရက်ကလည်းနေမကောင်းလို့အစည်းကမ်းသွားပြတဲ့ကလေးမလေးကိုတီဗီဈေးတောက်ခိုင်းခဲ့လို့အချိန်တိုလေးအတွင်ဘဝကူးခဲ့ရတာအလုံးမြင်ကြမယ်ထင်ပါတယ်ဒါကြောင့်အားလုံးလေးကြိုးစားကြပါ။ကျမ်းမာရင်မကောင်းရင်တိချာတိကျွမ်းနားလေဆရာဝန်နဲ့ပြကြပါ။ အခုလိုဒေါက်တာရန်ကူရီနဲ့သာတွေ့ခဲ့ရင်ဘာမဟုတ်တာနဲ့ဘဝကူးသွားနိုင်တာမလို့အလုံးမဲသတိထားနိုင်ဖို့မျှဝေလိုက်ရပါ යි အဆုံးတည်ကြည်ပြီးလို့အလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုလိုချင်ပေမဲ့ပြစ်ပယ်ခြင်းကိုသာခံနေရတဲ့ယောဂတဲ့သမီးလေးအလုံးမဲမင်္ဂလာပါမီနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ဘဝရဲ့လောကဓာတ်ရိုက်ချက်ကိုလူကြီးတွေသာမကခလေးတွေပါခံစားနေရပါပြီ မိသားစုရဲ့မပြေလည်မှုတွေကြောင့်ဘမော့ကိုအဆင်ပြေအောင်ရှုံးကန်ရင် ဖြတ်တန်းနေရတဲ့ကလေးတွေက အများအပြားပါပဲ။ကလေးငယ်လေးတွေကတော့ငယ်ရွယ်စဉ်အချိန်မှာပညာကောင်းကောင်းသင်ရင်ပျော်ရွှင်စရာကောင်းတဲ့ကလေးဘဝကိုဖြတ်တန်းရမယ့်အချိန်မှာငင်းဆန်လို့မရတဲ့အကြောင်းတရားတွေကြောင့်မိသားစုနဲ့တကွဲတပြားစီနေနေကြရတာပါ။ကုတ္တကာမှာလည်းဒီကလေးလေးကတော့ မိခင်ကလည်းတမီလေးတမ်းမာရီအတွက်ကုသနိုင်ဖို့နိုင်ငံရဲ့ချားမှာတွားရောက်အလုပ်လုပ်နေရပြီးဖခင်ကလည်းယောဂတဲ့ကလေးလေးမွေးထားတာကြောင့်ကလေးကိုဂရုမစိုက်ပဲကလေးစီလာခြင်းတလို့မလာခြင်းလဲမလာတာကြောင့်တမီလေးကတော့ဖေဖေကတမီကိုမချစ်ဘူးမုန်းနေရင်ထင်တယ်ဆိုပြီးစိတ်မကောင်းစွာပြောလာတာပါတမီလေးကတော့မွေးရပါယောဂတဲ့လေးတယောက်ဖြစ်ပြီးလက်ရှိမှာတော့အဖွားနဲ့အတူနေထိုင်နေပြီးမတားခနာဆိုတလို့စေးရုံတက်နေရတာပါကလေးလေးကတော့ ူနီမကောင်းတဲ့အချိန်တွေမှာဆိုအဖေနဲ့အမေအတူရှိကျင်ပေမဲ့လည်းအမေကလည်းအဝေးရောက်နေတယ်လို့ဖခင်ဖြစ်သူကလည်းလာကျင်မလာတာဖြစ်လို့ကလေးကစိတ်တန်ရာရနေခဲ့ရတာပါ။သမီးလေးရဲ့အဖြစ်ချင်းဆုံးဆန္ဒကတော့အမေပြန်လာရင် အဖေရဲ့အမေရဲ့သမီးရဲ့အတူတူနေခြင်းနဲ့အဖေကိုလည်းအရင်ချစ်တယ်။ဖေဖေကသမီးကိုမုန်းနေရလားမသိဘူး။ဖေဖေကသမီးကိုမုန်းနေရလား ဒီစကားလေးတခွန်းကဘာကိုဆိုလိုတာလဲသမီးလေးရခံစားချက်ကိုနားလည်ပြဖို့အဖေဖြစ်သူဘလို့တုတ်ပြန်မလဲမသိရသေးပေမဲ့သမီးလေးရဲ့စိတ်ထဲမှာတော့ယောဂအတဲလေးဖြစ်ရတာကိုစိတ်ကုံပြီးသူ့ကိုအဖေကမုန်းနေရလို့ပဲတွေးနေရပါ သမီးလေးကတော့ဥကောင်းဝေဒနာနဲ့နှလုံးစားတဲ့ယောဂတွေကို ခံစားနေရပြီးဒီကနေ့မှာတော့လှိုင်းသားရကိုကြီးကတွားရောက်ကူညီခဲ့တာပါ သမီးလေးကတော့ချစ်စရာကောင်းပြီးစကားပြောရလေးကလည်းတည်တည်ငြိမ်ငြိမ်နဲ့ဖခင်မြတ်တာကိုတောင်းတနေရကြောင် ြိမိသူတိုင်းသိမကောင်းဖြစ်ခဲ့ရတာအမှန်ပါပဲဘီဘီကသမီးကိုမုံသွားပြီလားမသိဘူးလို့ပြောလိုက်တာက အားလုံးကိုမျက်ရည်ပါဝဲသွားခဲ့ရပါတယ်သမီးလေးရဲ့ဆန္ဒတွေလည်းပြေဝပါစီသမီးလေးရဲ့ဘီဘီလည်းဒီဗီဒီယိုလေးကိုမြင်ပြီးသမီးလေးကြူဆိုင်နိုင်ပါစီအဆုံးထိကြည်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်